္ဂလာပါရှင်ရှင်းလင်းချက်တဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ။2025ခုနှစ်မေလ1ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့နဖေမြုပ်နေပစီရွာမှထွက်လာသောစစ်ကောင်စီစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုတွင် ကိုဦးတေဆုံးပြီးတနက်ကိုလက်တိန်စီရရှိကြောင်း ဗမော်ရင်တက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေရင်များဖြင့်မီးလောင်ပုံများကြေးချ၍မြို့တစ်ခုလုံးမီးလောင်ပြကြပြီးမြစ်ကျင်းသားလေတက်ရှော့တိုက်တုံးဖြင့်အပြစ်ခံရကြောင်းတောင်ငူမြို့ရှိစစ်ကောင်စီရဲ့လေတက်စခန်းကိုတရခုမမရှော့တိုက်တုံး6လုံးဖြင့်ပြက်ခတ်တိုက်ခိုက်ကြောင်းရေဦးမြို့ထွန်းဆက်ယုံအတွင်ရောက်ရှိနေသောစစ်တပ်ကိုတိုက်ခိုက်မှုတွင်စစ်သား2ဦးသေဆုံးပြီးပခုတ်ကူတွင်စစ်တပ်ကစစ်ကြောင်းထိုးလာ၍ပြည်သူထောင်ချီ စစ်ဘေးရှောင်နေရကြောင်းနဲ့နောင်ချူတောင်ခန်းဒေသစစ်တပ်902စက္ကန့်အနီးတက်ပွဲဖြစ်ပွားနေချိန်စစ်တပ်လေရင်ဖြင့်အစိမ့်ဝင်ပုံစစ်တလုံးကြေးချကြောင်းတို့ပဲဖြစ်ပါရရှင်။ငဖေမြို့နယ်ပစီရွာမှထွက်လာသောစစ်ကောင်စီစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုတွင်9ဦးသေဆုံးပြီးတနက်9နဲ့3ဆီရရှိထားတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ မကွေတိုင်းမင်းဘုခရိုင်ရဖေမြို့နယ်ပစီရွာမှာထွက်လာသောစစ်ကောင်စီတပ်စစ်ကြောင်းကိုကြက်ဖြတ်တက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဘက်ကကူးဦးတေဆုံးပြီးလက်နက်ငယ်ကိုလက်ဂျီပေါင်းနဲ့ခင်းရန်အချို့တင်းစီရရှိခဲ့မိကြောင်း Chin Defense Force အရှုကယနေ့မေလ၁ရက်နေ့တွင်တရင်ထုတ်ပြန်ထားပါသည်အပရလ30ရက်နေ့နာနေ၈နာရီအချိန်ခန့်တွင်လက်ရည်ကန်လေးကြောင်းရန်ကကွေရေးတက်စခန်းရဲ့ ကကင်းဖြစ်တဲ့ငဖေးမြုံနေပစီရွာတက်စခန်းမှာလုံချုံရီးယူရန်ထွက်လာသော စစ်ကောင်စီအင်အား20ကျော်ကိုဖျက်တောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဘက်ကကူဦးပွေချင်းတေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာများစွာရရှိသွားတယ်လို့ဆိုပါရယ်။နေရီကန်တက်စခန်းမကြစီရီအတွက် ပစီကျေးရွာရှိ မုံကြီးချောင်းတွင်တက်ဆွေထားသောကပါစာ73မှတက်သားများဂါလန်းလုံချုံရီးဆောင်ရွက်ရန် လာရောက်စဉ်တက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းငဖေမြို့နယ်ပစီပုံကြီးကျောင်းတွင်တမကူကူကပါဆာနှစ်1034မြားမှအင်အား130ခန့်တက်ဆွေးလျက်ရှိပြီးနေအိမ်များမှပြည်သူပိုင်ပစ္စည်းများအားထုတ်ယူရောင်းချခြင်းများလှုပ်ဆောင်လျက်ရှိကြောင်း Change Defense Force အစုရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ရခိုင်ရိုးမားနဲ့မကွေးတိုင်းကိုဆက်သွေးထားတဲ့အမ်ပဒန်လမ်းမပေါ်ရှိ နေရီကန်လေကြောင်းရံကကွေကြီးစခန်းကိုအာရခတက်တော်အေအေနဲ့မဟာမိတ်တများကယခုနှစ်အစောပိုင်းမှာစတင်ပြီးထူးဆစ်စင်တက်ခိုင်းလက်ရှိကြောင်းသိရှိရပါတယ်။ပဒန်ချေရွာမှာ15မိုင်ခန့်ကွာဝေးပြီးရခိုင်မကွေ နေချောင်းမိုင်တိုင်းမှာဈေးမိုင်ခန့်အကွာတွင်တရှိသောမကွေတိုင်းငဖေမြို့နယ်နေရီကန်စခန်းဟာစစ်ရေးဗျူဟာအရာအရေးပါသဖြင့်အေအေနဲ့မဟာမိတ်တများကဖေဖော်ဝါရီလဒုတိယအပတ်ကလေးကထူးဆစ်စင်နေခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ ပမော်ရင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေးရင်များဖြင့်မီးလောင်ပုံများကြီးချ၍မြို့တစ်ခုလုံးမီးလောင်ပြကြပြီးမစ်ဂျင်နာလီတဲရှုတ်တိုက်တုံးဖြင့်အပြစ်ခံရတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ကချင်ပြည်နယ်ပမော်ရင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေးရင်များဖြင့်မီးလောင်ပုံများကြီးချ၍ မြို့တစ်ခုလုံးမီးလောင်ပြကျနေကြောင်းသိရှိရပါတယ်။2024ခုနှစ်ဒီဇင်ဘာလမှာစတင်ခဲ့သောဗမော်မြို့တင်းတိတ်ပွဲမှာ၅လနီးပါးကြာမြင့်လာချိန်တွင်ပုံမပြင်းထန်လာကြောင်းဗမော်မြို့နေရာအများစုမှာလည်းမီးလောင်ပျက်စီးနေပြီးအ धिक အားဖြင့်စစ်တပ်ကလေယာဉ်များဒရုန်းများဖြင့်မီးလောင်ပုံများကြီးချခြင်းကြောင့်မီးလောင်ပျက်စီးမှုများဖြစ်ပေါ်နေရကြောင်းအပရလ29ရက်နေ့တွင်ဗမော်မြို့ တူရီယတနာဇေဂျီမာစစ်တပ်ကလေရင်ဖြင့်ပုံကျင်းမှုကြောင့်မိလောင်ပြကြသွားကြောင်း KIA သတင်းရင်းမြစ်နဲ့စစ်ဘေးရှောင်ပြည်သူတချို့ကပြောဆိုထားပါတယ်။မမော်မြို့မှာစစ်ဘေးရှောင်ပြည်သူတဦးကဟိုဘက်ဒီဘက်ပြစ်ခတ်ရင်းနဲ့မိလောင်ပျက်စီးတာတွေလေးရှိတယ်လို့အဓိကကတော့တက်က drone တွေလေရင်တွေနဲ့ဘုံတွေတောက်လျှောက်ခြေချနေတာ။တူရီယတနာဇေဂျီလေမိလောင်ပြကြသွားပြီး အပရလ29ရက်နေ့ညနေ4နာရီလောက်ကလေးကလောင်တာမနေ့ကမနေ့ပိုင်းထိလောင်ပါတယ်။နောက်မိုးနေ့နေ့ရွာလို့မင်းခွန်ကျိုးသွားပေမဲ့လိုက်ပြီးလောင်တယ်။ ဈေးတစ်ခုလုံးကတော့ကုန်တလောက်တော့ရှိသွားပြီလို့ရန်ကုန်ခက်သစ်သတင်းဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်။ဒါပြန်ဗမော်မြို့ပေါ်ရှိရက်ွက်အများစုမှာလည်းတိတ်ပွေများကြောင်းနေအိမ်များထိခိုက်ပျက်စီးသွားပြီးအထူးသဖြင့်စစ်တပ်ကကာကင်းစခန်းများဆုတ်ခွာတိုင်းရက်ွက်များကိုမြှှှသွားကြောင်းဒေသတရင်ရင်မြစ်ကဆိုပါတယ်။စစ်ပေးဆောင်ပြည်သူက မင်းချောင်းကုံဘက်ဆိုရင်လည်းတော်တော်များများကုန်သွားပြီကချင်စုလည်းဘာမှရစရာမရှိတော့ဘူးပင်စင်ကုံအင်တေးဆက်တွေလည်းကုန်ပြီမြို့ရဲ့၄ပုံပုံရင်၃ပုံလောက်ကပျက်စီးမှုတွေနဲ့ကုန်တလောက်နီးပါးပဲလို့ပြောဆိုထားပါတယ်ဗမော်မြို့ရင် KIA နဲ့ KPDF ပူးပေါင်းတပ်များကစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်သောစကခ27ခလာရ40ခွန်များကိုဆက်လက်တိုက်ခိုက်နေစေဖြစ်ပြီးအမှတ်ခွန်336တန်ချက်ကတည်ရင် တင့်ကားတက်ရင်အမြောက်တက်366နဲ့ပမောလီစိတ်တို့ကိုတိုးလှန်ရေးတက်များကတက်ခိတ်တင်ပိတ်ထားပါဗျ တပ်ပြင်မြင့်နာမျိုးရှိစစ်ကောင်စီရဲ့လေးတပ်စခန်းကိုလည်းယမနေ့မွန်းလွဲပိုင်းရှုတ်တိတ်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။အပရလတ်30ရက်နေ့မွန်းလွဲ7နာရီ30မိနစ်အချိန်မြင့်နာလေးရင်ကွင်းသို့ရှုတ်တိတ်တုံးဖြင့်ပြစ်ခတ်ခံခဲ့ရပြီးလေးရင်ကွင်းရဲ့အရှိဘက်သို့ကြာရောက်ပောက်ပွဲခဲ့ရကြောင်းလူထိခိုက်မှုနဲ့အဆောက်အုံထိခိုက်ပျက်စီးမှုမရှိကြောင်းစစ်ကောင်စီကဆိုပါတယ်။ KIA ရှိတန်းတရင်ရင်မြစ်ကမြင့်နာ မပါခကလေလက်နေကြီးတွေဝိုင်းမော်ဘက်ကိုပြစ်နေတာရှိပါတယ်။မစ်ဂျင်နာလေတဲ့ဘက်ကတော့ကျွန်တော်တို့ဘက်ကရှော့တိတ်တုံနဲ့မကြာခဏပြစ်ခတ်တာမျိုးတော့ရှိပါတယ်။မနေ့ကပြစ်ခတ်မှုကတော့ကျွန်တော်တေချာမသိသေးဘူးလို့ပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်။တောင်ငုံမျိုးရှိစစ်ကောင်စီရဲ့လေတက်စကန်ကိုတရခွန်မမရှော့တိတ်တုံ6လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ပခိုးရိုင်းတောင်ငူမြို့ရှိအကျံဖစစ်ကောင်စီရဲ့လေးတက်စခန်းကိုတရခွန်မမရှို့တိုက်တုံ6လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ April 30ရက်နေ့ည9:35မိနစ်အချိန်ခန့်တွင်အကျံဖစစ်ကောင်စီရဲ့တောင်ငူ ဂေတုမတီလေးတက်စခန်းကိုတရခွန်မမရှို့တိတ်တုံ6လုံးဖြင့်ပြက်ခတ်တက်ခဲ့ခဲ့ရာရှို့တုံ6လုံးစလုံးကိုအောင်မြင်စွာပြက်ခတ်တက်ခဲ့နိုင်ခဲ့ကြောင်း Brave Warriors for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ရန်တောင်ကိုလေတက်စခန်းဟာကရင်ပြည်နယ်ကရင်နီပြည်နယ်ရန်တောင်နဲ့ပခူးအစရှိတဲ့တောင်ပိုင်းတို့လှိုင်းရင်အားစုများနဲ့ဒီသူတို့ကိုလေချမ်းဖြင့် နေ့စဉ်မပြတ်ပုံကြီးတက်ခိုင်နေသောအဓိက latest second ဌာနချုပ်တစ်ခုဖြစ်ကြောင်းဒါပြန်ငလှင်တန်းကြောင့်ပျက်စီးခဲ့သောနေပြည်တော်အီလာ latest second ကိုပြန်လေးပြင်ဆင်နေချိန်တွင်တိတ်လျင်ချုပ်ကိုလည်းလက်ခံပေးထားပြီးတောင်ဝန်လေးတက်ကိုပုံမူအုံကျုပ်တက်ခိုင်နေတဲ့အတွက် BWM နဲ့မဟာမိတ်အဖွဲ့များက latest နိုင်နေရေး mission အဖြစ် BWM mission 36ကိုပေါ်ဆောင်ရခြင်းဖြစ်ကြောင်းသိရှိရပါတယ် BWM အဖွဲ့နဲ့မဟာမိတ်အဖွဲ့များဟာအပရလ30ရက်နေ့နက်နက်အစောပိုင်းတွင်တောင်ငူရှိစစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပခကိုပြစ်ခတ်တိုက်ခိုက်ခဲ့ပြီး24နာရီအတွင်းတောင်ငူလေးတပ်စခန်းတို့ကိုဆက်လက်ပြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းထူတိုက်ခိုက်မှုအတွင်းလေးတပ်အတွင်းသို့ရှုတ်တိုက်တုံးများကြားရောက်ပောက်ကွဲခဲ့ပြီးစစ်ကောင်စီဘက်မှထိခိုက်တေဆုံးမှုအခြေအနေကိုဆက်လက်စုံစမ်းနေရကြောင်းသိရှိရပါသည် Brave Warriors for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့ကကျွန်တော်ပြစ်ပြချင်းစစ်ကောင်စီဘက်က120မမ60မမတွေနဲ့ရောဆက်လက်တွေနဲ့ရောစက်တိုက်ကိုပြန်ဖြစ်ပါတယ်9နာရီ40လောက်ကနေည7နာရီအချိန်ထိကိုစက်တိတ်ပြန်ဖြစ်ပါတယ်။အဲ့လိုပြနေတဲ့ကြားကပဲရေပေါ်တွေဘေကင်းစွာပြန်ဆုတ်လာနိုင်ခဲ့ပါတယ်။ ်အပရလ30ရက်တရက်တည်းမှာတောင်ငူလေတက်နဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုစက်တိုက်တိုက်ခိုက်ခဲ့ရတာမို့တော်တော်လေးခက်ခဲခဲ့ပေမဲ့အောင်မင်းမှုရလို့ဂျင်းနဲ့ပါရဲလို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတူပြိုပြိုဆိုထားပါရယ်အဆိုပါတိုက်ခိုက်မှုကို Brave Warriors Formula မှာ BWM3 Mountain Knight Civilian Defense Force MKCDF တို့ပူးပေါင်းကတက်ခဲခဲချင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးခဲမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။ယူဦးမျိုးထွန်းဆက်ယုံအတွင်ရောက်ရှိနေသောစစ်တပ်ကိုတိုက်ခိုက်မှုတွင်စစ်သား2ဦးသေဆုံးပြီးပခုကိုရင်စစ်တပ်ကစစ်ကြောင်းထိုးလာ၍ပြည်သူထောင်ချီစစ်ဘေးရှောင်နေရတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ စကိုင်းတိုင်းရီဦးမြို့ထွန်းဆက်ရုံအတွင်ရောက်ရှိနေသောစစ်တပ်ကိုတိုက်ခိုက်ခဲ့ရာစစ်သား၂ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ယမနေ့အပရလ30ရက်နေ့နာနေ7နာရီ29မိနစ်အချိန်ရီဦးမြို့ထွန်းဆက်ရုံအတွင်ရောက်ရှိနေသောအကြံဖက်စစ်ကောင်စီတပ်မှအင်အား25ဦးခန့်ကိုရီဦးမြို့နေပြည်သူ့ကာကွယ်ရေးအဖွဲ့ကတဝေးပြစ်80မမလက်လက်လောက်ကြီးဖြင့် တခတ်တက်ခိတ်ခဲ့ကြောင်းဒါပြင်ကျူတင်နေရယူထားသောပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းလက်နက်ငယ်များဖြင့်အနီးကပ်တခတ်တက်ခိတ်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်ပါကဖတာဝန်ခံကပြောဆိုထားပါတယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရူးမြို့နယ်ပါကဖတာဝန်ခံကစစ်ခွဲနှကောင်တန်ရအပြင်စားထိတယ်လို့တတင်းရရှိထားပါတယ်။ထိခိုက်ပျက်စီးမှုတော့မတိရသေးပါဘူး။ခက်မှန်းကတော့နှကောင်တည်တယ်လို့သိရပါတယ်။ ပြည်သူတွေစစ်ကောင်စီတပ်တွေနဲ့အနီးဆုံးနေရာမှာရှိမနေဖို့ပြောချင်တယ်လို့ရန်ကုန်ခက်တစ်တရင်ဌာနထံသို့အကြေပြုပြောဆိုထားပါတယ်။အလားတူမကွေတိုင်းပခုကုမြို့နယ်တွင်စစ်တပ်ကစစ်ကြောင်းထူးနေတဲ့ဖြင့်ပြည်သူထောင်ချီထွက်ပြီးတိမ်းရှောင်နေရကြောင်းသိရှိရပါတယ်။ အပရလ28ရက်နေ့ညပိုင်းမှာစတင်ပြီးစစ်တပ်ကစစ်ကြောင်းများခွဲကပခုကူမြို့နယ်အတွင်းသို့ဝင်ရောက်လာနေသောကြောင့်ပြည်သူများမှထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသပြည်သူများကပြောဆိုထားပါတယ်။ဒေသခံပြည်သူတို့ကစစ်တပ်ကအင်အား400ကျော်လောက်စစ်ကြောင်း3ခုခွဲပြေးဝင်လာတယ်လို့သတင်းတွေရပါတယ်။ ရှင်မကန်စခန်းကနေထွက်လာတာမြို့ကစစ်ကြောင်းတွေရောပေါင်းပြီးလာကြတာပါယခုတည်ရတလောက်တော့စစ်ကြောင်းက၃ခုခွဲပြီးတက်လာတာလို့တည်ရတယ်ပြောရီအလုံးကပြည်သူတွေ ထွက်ပြီးနေရတာပါလို့ပြောဆိုထားပါတယ်ရှင် နောင်ချူတောင်ခန်းဒေသစစ်တပ်900နှစ်တက်စခန်းအနီးတိုက်ပွဲဖြစ်ပွားချိန်စစ်တပ်လေရင်ဖြင့်အစိမ့်ဝိပုံစစ်တလုံးကြီးချခဲ့တဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင် ရှမ်းပြည်နယ်နောင်ချုံမြို့နယ်တောင်ခမ်းကျေးရွာရှိအကြံဖက်စစ်တပ်ရဲ့900နှစ်တက်စကန်အနီးတပ်ပွဲဖြစ်ပွားနေချိန်စစ်တပ်ကလေရင်ဖြန့်အစိမ့်ွေပုံစစ်တလုံးကြေးချတိုက်ခိုက်ခဲ့ကြောင်း TNLA ကတရင်ထုတ်ပြန်ထားပါတယ်။အပရလ29ရက်နေ့နာနေ၈နာရီမှမွန်းလွဲ3:40မိနစ်အချိန်ထိစစ်တပ်ကနောင်ချုံမြို့နယ်တောင်ခမ်းကျေးရွာရှိ900နှစ်တက်စကန်အနီးတွင်တိုက်ပွဲဖြစ်ပွားနေချိန် လေရင်ဖြင့်အစိမ့်ငွေပုံ၁၁လုံးကြေးချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ဒါ့အပြင်အကြံဖက်စစ်တပ်ရဲ့902တက်စခန်းနဲ့453တက်စခန်းမှာအကြံဖက်စစ်ကောင်စီတပ်သားများကလည်း120မမလက်နက်ကြီး26လုံးပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အကြံဖက်စစ်ကောင်စီကအပြစ်ရစေးကြီးကာလကိုအပရလတ်ကုန်အထိထက်မှန် တိုးထားတော်လဲပလောင်ပင်နေလွမြောက်ရေးတပ်ဦး PSLF TNLA အောက်ချုပ်သောမြို့နေများကိုစစ်အင်အားများဖြည့်တင်းခြင်းထိုးစစ်ဆင်များပြုလုပ်ခြင်းတပ်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာများကိုလေကြောင်းဖြင့်ပုံကျေတိုက်ခိုက်ခြင်းများလှုပ်ဆောင်လဲရှိကြောင်းသိရှိရပါတယ်ဒါပြန်အပရလ24ရက်နေ့ကလေနောင်ချူမြို့နေကို အကြံဖက်စစ်ကောင်စီစစ်တပ်ကလေကြောင်းဖြင့်အစိမ့်ဝင်ပုံ၈လုံးနဲ့ဝုံး29လုံးလာရောက်ကြီးချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။ ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကြလောက်နဲ့ပဲရနာတော့ပါမယ်ရှင်။ Challenge Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခံရုံနိုင်ကြပါစေရှင်။